ရန်ကုန်မြို့မှာနမိတ်ကြီးနုပညာရှင်တွေနဲ့ဆိုင်ကွဲဖွင့်ပြီးမှခုလိုကြောင်းရင်ကြောင်းကိုကြွေကြရတဲ့ဖက်တီမှာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Ikiri Diary ပရိကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစ်။တချင်ကမန်လေးဥပိန်တကြားဘော်ကလမ်းဘေးချက်မောင်းတဲ့ဘွားကနေအခုဆိုရင်မြန်မာနိုင်ငံရဲ့ထိတ်တဲစီးဝါးရေးလုပ်ငန်းရှင်တတိမကြီးတယောက်ဖြစ်လာတာကဖက်တီမှာပါ။ဟုတ်ပါရစ်ပရိသတ်ကြီးရှင်။ဖက်တီမရဲ့အောင်မြင်မှုကတော့တကယ့်ကိုမှတနအီဆန်းဆန်းပါပဲ။မန်လေးမှာသူရဲ့စားတောက်ကုန်လုပ်ငန်းတွေအောင်မြင်ုံတင်မဟုတ်ကြပါဘဲ။ အခုဆိုရင်မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့တော်စီဝိုင်းမြို့တော်ဖြစ်တဲ့ရန်ကုန်မြို့ကြီးစီကိုပါထိုးပါဝင်ရောက်လာပါပြီ။အဲ့ဒါတလုံးပါပဲဖတ်တီမဟာသူမရဲ့စားတောက်ကောလုပ်ငန်းဆိုင်ကွဲတက်ကြီးကိုရန်ကုန်မြို့လိုင်တရာမြို့နဲ့မိကွက်စေးမှာတိမ်မောင်းတောင်းချီဘီလီယံနဲ့ချီကုန်ခံပြီးဖွင့်လှစ်လိုက်ပါရီ။ဒီဆိုင်ကွဲဟာတာမဲဆိုင်ကွဲမြို့မဟုတ်ဘဲခန်းနာဆောင်ကြီးကျယ်ဆုံးဖွင့်လှစ်ခဲ့တာပါ။သူမရင်ဆိုင်ဖွင့်ပွဲကိုကြည်လိုက်ရင်ပဲဖက်တီမဘလောက်တောင်မှအောင်မြင်နေပြီလေဆိုတော့တွေ့နိုင်ပါရဲ့ ဒီဆိုင်ခွဲဖွင့်ပွဲကိုနမဲကြီးရုပ်ရှင်တရုတ်ဆောင်ကြီးအနီကွမ်ပုံမော်ရီတရုတ်ဆောင်တူအောင်ဟင်းသူအောင်စာရှိရဲ့နမဲကြီးနုပညာရှင်တွေဆယ်လီပေါင်းများစွာတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြတာပါလမ်းမေးစည်းတဲ့လေးတယောက်ကြီးဆန်ပွင့်ဝေးကိုနိုင်ငံကျော်ရီလာတက်ကြရီဆိုတာကတော့တကယ့်ကိုမြုံနိုင်စရာပါပဲ။ဂျာဖက်ကြီးမှလမ်းမေးစည်းတဲ့ဘွားကနေသူမရဲ့ကံညာဝိရရီပေါင်းဆက်ပြီးနေချင်းညာချင်းတည်းမှာပြက်လာရီဆိုတာကိုသက်သေပြနေတာပါပဲ။ ကြောင်ရင်မေးဒီလောက်ခန္ဓာကြီးကျယ်တွေဆိုင်ပွင့်ပွဲကြီးမှာအမှုပညာရှင်တွေမီဒီယာတွေအပရိသတ်တွေဆိုလင်းနဲ့ပျော်ရွှင်စရာအကောင်းဆုံးဖြစ်ရမယ့်ဒီခိုက်တန်းမှာဖက်ဒီမာတယောက်လူတွေရှေ့မှာမြေရွေတွေတုံမနိုင်ဖြစ်မစင်နိုင်အောင်ကိုကြွေးကြရပါတယ်။ဘာကြောင့်ကိုရလဲလူတွေကထင်ကြမှာပေါ့ကိုဘွားကိုဒီလောက်အမယောင်စူးစမ်းနိုင်နိုင်လို့လမ်းမေးစည်းတဲ့ဘွားကနေဒီလိုအခြေအနေမျိုးရောက်လာလို့ဝမ်းသာပြီးငိုရဲကြည်နူးမြေရီလို့ထင်ကြမှာပါဟုတ်ပါရီအဲ့အကြောင်းရင်းလဲပါပါရီ ချောင်းမဲ့သူမဖြစ်မစေနိုင်အောင်ရှိုက်ကြီးတငယ်ကိုကြွေရတဲ့အဓိကချောင်းရင်ကတော့သူမရေဆုံးပါသွားပြီဖြစ်တယ်။ဒါလေးကိုတတိယလိုပါရီ။ဖတီမာကပြန်ပြောပါရီ။သူမဒီဖတီမာဆိုရယ် branding အောင်မြင်လာရတဲ့အဓိကချောင်းရင်ဒီလုပ်ငန်းကိုစတင်ပြီးခဲ့တာဟာသူမရဲ့ဒါလေးတက်များသည့်တုတ်ကိုချင်းချင်းတရားကနေစခဲ့တာပါရီ။ဒါလေးစချင်တာလေးကိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးရင်ကနေဒီလုပ်ငန်းကြီးတစ်ခုလုံးဖြစ်တည်လာခဲ့တာပါ။အခုသူမရဲ့လုပ်ငန်းတွေကမလေးမြို့ကိုကျော်လွန်ပြီး ရန်ကုန်မှာတောင်မှဘီလီယံချီတန်တဲ့စိုင်ခွဲကြီးတွေဖွင့်နိုင်တဲ့တဲ့အောင်မြင်လာချိန်မှာဒီအောင်မြင်မှုရဲ့အစမဲ့ဖြစ်ခဲ့တဲ့သားလေးကသူနာမှမရှိတော့ပါဘူး။ဒီအောင်မြင်မှုတွေကိုလာမကြည့်နိုင်တော့ပါဘူး။ဒါကြောင့်မလို့သူမဟာသားလေးကိုလွမ်းဆိုတန်းတားပြီးတော့ငိုကြွေးကြရတာဖြစ်ပါတယ်။ဂျာမင်သူမရဲ့မျက်ရည်ကဝမ်းနေလို့ရောဝမ်းသာလို့ရောရောပြုတ်နေတဲ့မျက်ရည်ပါ။သူမကိုယ်တိုင်ပြောခဲ့ပါသေးတယ်။လွန်ခဲ့တဲ့နှစ်လောက်ကအထိသူမဟာလမ်းမေးမှာဇေယောင်းနေရတော့မှာပဲ။ဒါပေမဲ့အခုတနေ့ကြော်ကြာမှာတော့သူမဟာနိုင်ငံကျော်နုပညာရှင်တွေကိုဖိတ်ခေါ်ပြီး ကိုပိုင်ဆိုင်ခွဲကြီးကိုခန်းနာစာဖွင့်နေနိုင်ခဲ့ပါပြီ။ဒါဗတ်ဒီမာကသူမရရှိလာတဲ့နာမည်ကြီးမှုပိန်ကိုဈေးခွဲကြကြဘလို့သုံးချမလဲဆိုတာကိုကောက်ကောက်နားလေသွားလို့ပါပဲ။သူမရဲ့ brand ကိုခိုင်မာအောင်တည်ဆောင်အရေးသွေးကိုထိသေးပြီးအခုဆိုရင်နာမည်ကြီးထိတဲ့တတိမာတယောက်ဖြစ်လာခဲ့ပါပြီ။ပရိသတ်ကြီးတို့ရောလမ်းမေးစေးတဲ့ဘွားကနေအခုလောထိတဲ့တတိမာဖြစ်လာတဲ့ဗတ်ဒီမာရဲ့ကြိုးစားမှုနဲ့သူမရဲ့ဒီခန်းစားချက်ပေါ်ဘလို့မြင်ကြပါသလဲရှင်။ comment မှာကိုယ့်ရဲ့မြင်လေးတွေကိုလေးမျှဝေပေးခဲ့ပါအောင်ရှင်။ အားလုံးကိုကျေးဇူးထူးတည်ရှိပါတယ်။